ားလုံးပဲမင်္ဂလာပါရှင်။ငါမင်းမြန်မာစာ channel ကနေထမှန်ကြိုဆိုလိုက်ပါရစေ။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားတွေမြန်မာမှုထွေးထွေးကိုလေ့လာကြရင်တော့ subscribe လုပ်ပြီး notification လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ မြန်မာပြည်ရဲ့နေစဉ်လူမှုဘဝမှာမတုံ့မဖြစ်အသုံးပြုနေရတဲ့လူအသုံးဆောင်တစ်ခုကိုပြပါဆိုရင်ဖြင့်စကားပြေကိုညွန်ပြနိုင်ပါတယ်။မြန်မာပြည်တံမှာစကားပြေကိုနန်းစကားလုံးဖြင့်လင်္ကာမျိုးမဟုတ်ပြည်ပြစွာရေးသားပြောဆိုသောစာလိုအနက်ဖွင့်ပါတယ်။ပြည်ပြ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 ောတဲ့စကားတနည်းပြည်ပြပြပြရေးတဲ့စာဟာစကားပြေလို့ဆိုနိုင်ပြီးကျမတို့လူအမျိုးမျိုးဘဝထွေထွေတွေကိုဝင်ရောက်နေရယူထားတဲ့မရှိမဖြစ်လူအသုံးဆောင်တစ်ခုပါ။ အကြောင်းကတော့အိရှမတယောက်ရဲ့မတ်စုတိုးလေးကအစားကျောင်းသားတယောက်ရဲ့သင်ကန်းစာလေးချိန်ကန်းတွေလည်းပညာရှင်တွေရဲ့မှတ်တမ်းမှတ်ရစာဥစာရန်တွေအစုံစကပြီနဲ့ပဲရေးကြဖတ်ကြရလိုပါပဲအခုလိုအတုံးဝင်အတုံးတင်လာတဲ့စကပြီကိုသုံးဆွဲရေးသားနေကြတဲ့စကပြီရေးသူတွေအနေနဲ့ကိုရဲ့ဆိုလွယ်ချက်အတိုင်းစာဖတ်သူကနားလည်သဘောပေါက်အောင်ရှင်းတာဖော်ပြနိုင်ဖို့အများလက်ခံထားတဲ့စီမင်းစီကံတွေကိုသိရှိပြီးအဲ့ဒီစီကံတွေနဲ့ညီရေးသားဖို့ကအမှန်တကယ်လိုအပ်လာပါတယ်စကပြီရေးတဲ့နေရာမှာအခြေခံနေတဲ့စကလုံးတွေကိုဝတ်ကြဖြစ်အောင်ဖွဲ့ပြီးကိုဆိုလိုချက်ကိုဝတ်ကြရင်းနဲ့ဖော်ပြအမြဲဖြစ်ပါတယ် အဲ့လိုဖော်ပြတဲ့နေရာမှာအမာရွင်တွေဟာခွဲပြက်ွက်တွေကိုရှောင်ပြီးကိုဆိုလိုချင်တဲ့အတိုင်းစာဖတ်သူနားလည်အောင်စကားသုံးနိုင်မယ်။ဝါကြဖွဲနိုင်မယ်ဆိုရင်အခြေခံလိုအပ်ချက်တွေပြည့်စုံပြီလို့ဆရာကြီးမောင်ခင်မင်းတနုပြူကပြည်သူ့အတွက်မြန်မာစကားပြေစာအုပ်မှာဖော်ပြထားပါတယ်။ဒါကြောင့်ဒီကနေ့ကမြန်မာစာချန်နယ်ကနေစကားပြေသူတယောက်တနည်းစာရေးသူတယောက်အတွက်စာရေးသားတွေနေရာမှာအခြေခံကြသလောက်အဓိကလိုအပ်ချက်တွေဖြစ်တဲ့မှန်ကန်မှု၃ရပ်ကိုဖော်ထုတ်တင်ပြသွားမှာမို့ကျမနဲ့အတူဆုံးထိနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်။ မြန်မာစကပြေးတာမှန်ကန်ဖို့အခြေခံအကြဆုံးအချက်တခုကစလုံးမောင်းတဲ့ပုံမှန်ကန်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီမှာစလုံးပေါင်းဟာအတန်တန်အတွက်စလုံးတစ်လုံးစီရေးရမှာပြည်ထရာစားတဲ့အခရာတွေတင်ဂီတာတွေကိုပေါင်းဆက်ရေးသားရတာကြောင့်ဖြစ်ပေါ်လာတဲ့ခေါ်ဝေါ်တစ်ခုဖြစ်ပြီးစလုံးပေါင်းတွေထဲမှာကတက်ငါသက်စားတဲ့အသက်တွေကိုဘလို့တက်ရတဲ့အကြောင်းဖော်ပြလို့တပ်ပုံလို့ခေါ်ဝေါ်တာဖြစ်ပါတယ်။စလုံးပေါင်းတပ်ပုံဟာမြန်မာစာရေးထုံးနည်းဖြစ်တာကြောင့်ရေးထုံးလို့လည်းခေါ်ပြီးစာပေရေးသားနဲ့ဆိုင်တဲ့စီကံတစ်ခုပါ။တကယ်လို့စာရေးတဲ့နေရာမှာစလုံးပေါင်းတပ်ပုံဆိုတဲ့ရေးထုံးကိုမမှန်ကန်ကန်မြည်ခဲ့ဘူးဆိုရင် NLD ဘယ်ရီလွဲချော်သွားတတ်တာကြောင့်ဆက်လက်ဖော်ပြမယ်။မာတတဲ့စလုံးပေါင်းတပ်ပုံတွေကိုတတိပြုရေးသားဖို့တိုက်တွန်းလိုက်ပါစေ။ patient, မြန်မာစာရေးသားများမှာစလုံးပေါင်းတပ်ပုံမှားရတဲ့အဓိကအကြောင်းရင်းတစ်ခုကအတန်တန်အတွက်ဖော်ပြနိုင်တဲ့စလုံးပေါင်းဟာနှမျိုးသုံးမျိုးနဲ့အထက်ရှိနေတာကြောင့်ပါနမူနာပြရရင်ကျင်းဆိုတဲ့အတန်အတွက်တဲ့စလုံးပေါင်းဟာအခုလို၄မျိုးထိရှိနေတာမျိုးပါဒါကိုတန်တူချောင်းခွဲစကလုံးတွေလို့ဆိုနိုင်ပြီးအသေးစိတ်လေးလာခြင်းတွေအတွက်ဒီဗီဒီယိုလေးကိုညွှန်ဆိုလိုက်ပါစေရှင်တန်တူချောင်းခွဲစကလုံးတွေများပြလာတဲ့မြန်မာဘာသာမှာခုလိုခြင်းတဲ့အိဗဲအတွက်ပဲစလုံးပေါင်းကိုသုံးရမယ်ဆိုတာသိရင်တော့အမားကင်မမှုစလုံးပေါင်းတပ်ပုံမမအောင်အလေးချင်းလှူထားဖို့ကလည်းအထူးလိုအပ်လာပါရှင်မြန်မာစာရေးသားများမှာညာကလေးနဲ့ ဲ့ညထာဝမ်းဘဲနဲ့လဲရပါတဲ့ထာဝမ်းဘဲဟာအမှားများတဲ့ဖြီတွေပါညကလေးဟာပါဠိစကားလုံးဖြစ်ပြီးညကလေးနှလုံးစင်ရင်ညဖြစ်တာကြောင့်ပညာပုညာလို့ရေးထားပေမဲ့ပညာပုံညာလို့ဖတ်ရတာဖြစ်ပြီးညံကိုလည်းညကလေးနဲ့ရတာပါညကတော့မြမစကားလုံးပဲဖြစ်ပါတယ်ပါဠိစကားလုံးတွေတုံးတဲ့ထာဝံဘဲနှမျိုးမှာလေးရစ်ပါတဲ့ထာဝံဘဲဟာတတလင်းချိန်ရဲ့ထာဝံဘဲကိုဆင်ထားတာဖြစ်ပြီးအထက်မှာပြတ်တန်းစာရတွေကိုရေးထားမှာတုံးပါတယ်ဒါပေမဲ့တထေတို့ဌာနတို့ရေးတဲ့နေရာမှာတော့လေးရစ်မပါတဲ့ထာဝံဘဲကိုပဲတုံးရပါတယ်ရှင် တန်တူရာကြောင့်အတုံးလွဲတတ်တဲ့အတန်းမျိုးကတော့ငတ်တနေညာကလေးတက်ပါလက်ရွေးစင်မှာပါတဲ့စင်ဟာငတ်တနေရေးမှမှန်ပေမဲ့ဖိတ်စင်မှာပါတဲ့စင်ကတော့ညာကလေးတနေရေးမှမှန်ပါတယ်ရှင်ဇက်ပြင်းပြင်းနဲ့ညှင်းဆဲကိုရေးချင်ရင်တော့ညာကလေးတက်ကိုသုံးရမှာဖြစ်ပါတယ်ဒါအပြင်အနာကလာတဲ့ချင်းကရဲ့အထဲကိုဝင်ရောက်တဲ့ချင်းနေရလို့လည်းအတုံးမှန်အောင်ရေးထားမှာဖြစ်ပါတယ်ရှင်နောက်ထပ်အတန်တူလိုအုံလွဲတတ်တဲ့အတန်မျိုးကတော့တတ်တဲ့နဲ့ပတ်သက်ပါ။လာကထုံမဲဟာတတ်သက်ဖြစ်ပြီးမုတ်ကူဖက်တဲ့ထုထားတွေကတော့ပတ်သက်ဖြစ်ပါတယ်။ အလွယ်မှတ်ခြင်းရောအပြင်ကိုထုတ်ရင်တတ်တဲ့အထည်ကိုထည့်ရင်ပတ်သက်လို့ခွဲခြားမှတ်သားနိုင်ပါရဲ့ရှင် အတံမတူပေမဲ့အတန်ချင်းနီစားလို့အစင်တူရုံမှဖြစ်ပြီးစလုံးချင်းမာတတာကတော့ပင်နေပေပါပင်ဟာပင်နဲ့အနက်တူဖြစ်ပြီးလူပဲနဲ့ပဲဟုတ်တာပဲလို့စင်စစ်လို့အနက်ဖွင့်နိုင်ပြီးပင်ပင်လျင်နဲ့ဖလေတုံးတဲ့နေရာမျိုးမှာတုံရမှာပါဘဲကတော့ဖဲရဲ့အတန်ဆွဲရေးဖြစ်ပြီးရှောင်းချင်းနဲ့ဒါမြစ်တဲ့ညင်ပေတဲ့အနက်ရှိတာမို့အညင်စကားမာနေတွေ့ပြီးမတိပဲမပြောနဲ့မလာပဲမနေနဲ့အစားရမျိုးမာနေပေကြကရိယာကိုထားပြီးတုံတာပါဒါကြောင့်မာနေတွေ့ရင်ပဲမာနေမတွေ့ရင်ပဲလို့ခွဲခြားမှတ်သားနိုင်ပါရဲ့ရှင် စင်တီယိုမာဖြစ်တဲ့ဖက်နဲ့ဘက်ကလည်းမှတ်တတ်တဲ့အုံတွေပါအနက်ဆွဲအရေးဖြစ်တဲ့ဖက်ကိုစုံဖက်လိုက်ဖက်ရှင်ဘက်လိုကရိယာတွေဘူပေါ်လောင်ဘက်ဂျင်ဘောဂျင်ဘက်လိုအဖို့ဖက်တွေနဲ့လီဘက်နာတုံဘက်မြင်လို့တင်ချခင်ကနန်းနဲ့တွဲတဲ့အရေးသားတွေမှာသုံးရတာပါ အတန်ဆွဲရေးဖြစ်တဲ့ဘက်ကိုအရှိဘက်အနောက်ဘက်လိုအရက်မျက်နှာနဲ့တွေ့တာရီဈေးဘက်အိမ်ဘက်လိုဒီနေရာနဲ့တွေ့တာရီဘက်ဆုံဘက်ကန်လိုအစာစကလုံးတွေနဲ့သူဘက်ငါဘက်လိုသူငါကြားမှစာရာရီနဲ့တွေ့တဲ့စကလုံးတွေမှသုံးရမှာဖြစ်ပါရဲ့ရှင်။ကာနဲ့ခါဟာလည်းအမှားများတဲ့စင်တူယူမှသုံးတွေဖြစ်ပါရဲ့။အချိန်ခါကိုဆိုလိုခြင်းနဲ့နည်းနည်းချိန်ခါ၊လက်ဖြန်ခါရီမှခါကိုသုံးပြီးလျက်နဲ့အသုံးတူတဲ့ခါကိုတော့သွားကာလာကစာကတောက်ကစာရာရီမှသုံးရပါမယ်ရှင်။ ဟာထုမပါတဲ့မီနဲ့ဟာထုပါတဲ့မီဟာလည်းအတန်တွဲတူတာကြောင့်မှားများကြပါတယ်။ဟာထုမပါတဲ့မီဟာမီနဲ့အနက်တူဖြစ်ပြီးထိမိတာ၊ဆက်ဆက်တာ၊ပေါင်ရှင်တာ၊ပူတွေတာ၊ညီမျှတာ၊ကိုက်ညီတာဆိုတဲ့အနေရပါတယ်။ဒါကြောင့်လက်လန်းမီ၊အချိန်မီ၊စံချိန်မီ၊ခစ်မီစတာတွေမှာဟာထုမပါတဲ့မီကိုသုံးရပါတယ်။ဒါပြင်မိဟာခင်ကိုစကားဖလေသုံးနိုင်တာကြောင့်မနဲ့တွေ့ပြီးမကြမီမစားမီမပြောမီစသဖြင့်အချိန်မတိုင်သေးခင်ဆိုတဲ့အနေနဲ့လည်းသုံးနိုင်ပါသေးတယ် ်အထုပါတဲ့မိကိုတော့မိခိုမိညာမိအောင်လို့ရှင်ကအာပြူတာအာကိုအာထာပြူတာဆိုတဲ့အနမျိုးတွေမှာပဲအသုံးပြုရမှာဖြစ်ပါတယ်ရှင်တန်တွဲစင်တူလာကြောင့်မာတတဲ့စလုံးမောင်းနှစ်ခုကဖူနေဘူးပါသူ့ကိုမြင်ဘူးတဲ့ရန်ကုန်ကိုသွားဘူးတဲ့မှာဖူကိုတုံးရတဲ့အကြောင်းကအမှန်တကယ်ကြုံတွေ့သိမြင်ခန်းစားဖြစ်ပျက်ခဲ့တာကိုထင်ရှားစေလိုတာကြောင့်ပါဘူကိုတော့မားနဲ့တွဲပြီးညင်းပယ်တဲ့အနမျိုးနဲ့အမှန်တကယ်ကြုံတွေ့သိမြင်ခန်းစားဖြစ်ပျက်ခဲ့ဘူးတာမရှိတဲ့အကြောင်းထင်ရှားအောင်ပြတဲ့နေရာမှာတုံနိုင်တာမို့ သူ့ကိုမမြင်ဘူးဘူး၊ရန်ကုန်ကိုမသွားဘူးဘူးစာရာမျိုးတွေမှာတုံနိုင်ပါတယ်ရှင်။အတန်နဲ့အရေးရောထွေးတာကြောင့်အမှားများတဲ့စလုံးပေါင်းတွေတဲ့တင်နေတာဟာထိတ်ဆုံးကပါပါတယ်။အရေးအထွက်အိပယ်ဆောင်တဲ့စကလုံးတွေဖြစ်တဲ့တကူတော့တခါတခေါက်တခုခုတချမ်းလူတစု တပြိုင်တည်းတတိပုဂ္ဂလာတဆင်စာရာတွေကိုတင်နေရှိရမှာဖြစ်ပေမဲ့တကွာတကွဲတပြားတခြားတစီတဆောင်တထစ်ချတပြောတပါစားတဲ့ရှေးဆက်စကားမျိုးနေနဲ့ဆိုတာကိုပဲသုံးရမှာဖြစ်ပါတယ်။ ဒီတနေ့ရဲ့လဲလို့အတိပဲရတဲ့နေလေဟာရပ်ပလက်တန်နေရှိမှရေထုံအမှန်ဖြစ်ပြီးလေပတ်တဲ့အနေနဲ့သုံးရတဲ့နှစ်ပတ်လဲနေကိုတော့ညတ်တန်နေရှိမှရေထုံအမှန်ဖြစ်ပါရဲ့ရှင်တန်တူပြီးအရေးကွဲတဲ့ကိုနဲ့ကိုကိုအကြောင်းပြုပြီးစဝေစွာဖြစ်ရတဲ့စလုံးပေါင်းကတော့ကိုကိုကိုဖြစ်ပါတယ်သူကိုသူငါကိုငါမိမိကိုမိမိစာရာရီနဲ့ရှင်းကြည့်ပြီးသူငါမိမိနေရာမှာကိုဆိုတဲ့နန်းစားကိုထည့်ရင်တော့ကိုကိုကိုဟာရေထုံအမှန်ဖြစ်ပါရဲ့ရှင် ဒါကြောင့်စာရေးတဲ့နေရာမှာအခြေခံကြဆုံးလွှဲချက်တစ်ခုဖြစ်တဲ့စလုံးမောင်းတပ်ပေါင်းရေထုံးမှန်ကန်အောင်စလုံးမောင်းကွဲတဲ့အတန်တူစကလုံးတွေအတန်ချင်းစင်တူရိုးမဖြစ်တဲ့စကလုံးတွေကိုရှင်တွဲမှတ်သားတဲ့အကြောင်းကိုတိုက်တွန်းလိုက်ပါရစေရှင်။ မြန်မာတို့တပီးဖြစ်တဲ့တဒမတာဆမတာတဒမတာဆမတာဆိုတဲ့ဆိုထုံးအရမြန်မာစကားကိုစနစ်တကျပြောတတ်ပြီးမြန်မာစာကိုစနစ်တကျရေးတတ်ဖို့ကတဒါထားသူတဒါသုံးလုံးမကန်မှုဟာအဓိကအကြဆုံးအခြေခံတရားဖြစ်တာကြောင့်ဆက်လက်တင်ပြသွားမယ်တဒါသုံးလုံးတွေကိုမမရလေအောင်အထူးကယူတဆိုင်သုံးဆွဲကြဖို့တိုက်တွန်းလိုက်ပါရစေရှင်ပြုလုပ်သူကတားဖြစ်ကြောင်းပြတဲ့ကာနီယာမှာထွက်ခွာပြစကားဖြစ်တဲ့မာကူမာသုံးလေးရှိပါတယ်ကျောင်းကြီးမှာဖွင့်မာစကားပြောကြမည်ဗမောက်ခမှာစုချင်းမြင်နေစဉ်တို့မှာပါတဲ့မာနီယာမှာကာကိုသုံးမှာတဒါသုံးမကန်နာဖြစ်ပါတယ် မကိုတော့ရန်ကုန်မှမန္တလေးသို့သွားမြင်အိမ်မှထွက်လာသည်တို့မှ၃မှ၃မှန်ဖြစ်ပါတယ် တချို့နေရာတွေမှာကနေရမှာကိုတော့ရင်အတိပဲစံချင်ပဲဖြစ်သွားတတ်ပါတယ်။နမူနာပြရရင်တမဝါယမအသင်းကလူသုံးကုန်ပစ္စည်းများကိုဝယ်ယူသွားသည်လို့ရှိရင်ဝယ်သူဟာတမဝါယမအသင်းဖြစ်ပြီးတမဝါယမအသင်းမှာလူသုံးကုန်ပစ္စည်းများကိုဝယ်ယူသွားသည်လို့ရှိရင်တော့တမဝါယမအသင်းဟာရောင်းသူဖြစ်သွားတာမျိုးပါ။ဒါကြောင့်ကနေမှာကိုအတုံးမမပဲမမှန်ကန်ကန်ရေးသားသုံးဆွဲမှသာဆိုလိုချင်တဲ့နဲ့ကိုထီရောက်စေနိုင်တာထင်ရှားလာပါရဲ့ရှင်။ဝေအားရှိသည့်သူကိုလက်ဆောင်ပေးသည့်ဆိုတဲ့ဝါကြနှစ်ကြောင်းဟာကိုနဲ့အာသနာသုံးမှနေတဲ့ဝါကြတွေပါ။ ဟိုဟာကနောက်ဆက်ဖြစ်ပြီးအပြုခံရသူအပြုခံရတဲ့အရာကိုဖော်ပြတဲ့နေရာမှာတုံးတယ်လို့အာကတော့လက်ခံပြနောက်ဆက်ဖြစ်ပြီးလက်ခံသူကိုဖော်ပြတဲ့နေရာမှာတုံးတာကြောင့်ခွေကိုရိုက်သည်သူအားလက်ဆောင်ပေးသည်လို့ရေးမှတရားမှတ်ကမ်းမှာဖြစ်ပါရဲ့ရှင်အနေနဲ့တွင်ဟာအစုပေါင်းကနေတစိမ့်တစ်ပိုင်းကိုခွဲထုတ်ပြတဲ့စကလုံးလေးဖြစ်တာကြောင့်အ내ကူပဲဖြစ်ဖြစ်တွင်ကူပဲဖြစ်ဖြစ်တခုတည်းကူပဲသုံးဆွဲရတာမှမို့မမောင်သည်ចောင်းသားများအ내တွင်အတော်ဆုံးဖြစ်သည်ဆိုတဲ့ဝကြဟာတရားတော့မှားနေတာဖြစ်ပါရဲ့ရှင် ကတာနောက်ဆက်တွဲဖြစ်တဲ့ဒီနဲ့မာကိုတပြိုင်တည်းသုံးရတဲ့အခါရှီကတာနောက်ဒီလိုက်ပြီးနောက်ကတာနောက်မာကိုသုံးမှတရာသုံးမှန်ကန်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီကတာမန်ကိုပဲဖော်ပြပြီးမာကတော့ရှီကတာနဲ့နောက်ကတာကိုခွဲခြားဖော်ပြလိုပါပဲရှင်။ အငင်းပြစကလုံးမပါပါတဲ့ကရိယာနဲ့တွေ့သုံးတဲ့အခါဤသူကဲသူဟာဒူညီတဲ့သဘောနဲ့တယောက်ပါတယ်။နမူနာပြရရင်မောင်မောင်ဤသူကျွန်တော်စားနိုင်သည်ကမောင်မောင်စားနိုင်တယ်လို့မျိုးကျွန်တော်စားနိုင်တာဖြစ်ပြီးမမကဲသူကျမစားတော်သည်ကမမစားတော်တယ်လို့မျိုးကျမလည်းစားတော်တယ်လို့အနေရပါတယ်ရှင်။စာတော့ဆိုတဲ့စကလုံးကိုအချက်လက်အလုံးမဖော်ပြပဲတချို့ကိုပဲဖော်ပြတဲ့ခါတုံးပါတယ်။နမူနာပြရရင်ဆင်းရဲခြင်း၊ချမ်းသာခြင်းစာတော့လောကရန်တရား၈ပါးမှာလောကရန်တရားအကုန်လုံးမဖော်ပြထားလို့စာတော့နဲ့တွေ့သုံးရတာပါ။ကြီးချိုးတည်းလေးလက်ခုပ်ဟူသောမြမဒူရီယာ၅ပါးမှာဒ ဒုတိယငါးပါးစလုံးဖော်ပြထားလို့ဟူသောနယ်တွေသုံးရတာဖြစ်ပါတယ်ရှင်။မြည်သူမြည်သည်ရဲ့နောက်မှာညရောမဆိုပါသုံးနိုင်ပြီမယ်။ညဟာဒါမြင့်တဲ့အနေနဲ့သုံးတဲ့စကလုံးဖြစ်တာကြောင့်အညင်ပြစကလုံးမှာကိုကရိယာရှိထည့်ပေးပြီးအခုလိုသုံးမှသာတရားသုံးမှန်မှာပါ။မဆိုနယ်တွေသုံးတဲ့အခါမှာတော့ကရိယာရှိညင်ပြစကလုံးမှာကိုထည့်သုံးဖို့မလိုတော့ဘူးအခုလိုတွေ့နိုင်ပါတယ်ရှင်။ရွှေဟာတစ်ခုပြီးမှတစ်ခုဆောင်ရွက်တာကိုပြရတဲ့နောက်ဆက်ဖြစ်တာကြောင့်အလုပ်တစ်ခုပြီးမှတစ်ခုကိုလုပ်တဲ့အလုပ်နှစ်ခုရဲ့ကြားမှာအခုလိုထားသုံးရမှာပါ။လျက်ဟာတပြိုင်နဲ့ဆောင်ရွက်တာကိုပြရတဲ့စကလုံးဖြစ်တာကြောင့်တပြိုင်နဲ့လုပ်နေတဲ့အလုပ် တစ်ခုရဲ့ကြားမှာအခုလိုထားသွားမှာဖြစ်ပါရရှင်။မြားပြနောက်ဆက်တွေဖြစ်တဲ့မြားတို့တွေကိုလည်းသုံးမှတ်အောင်တတိပြုရေးသားရပါမယ်။မြားပြနောက်ဆက်တို့ကိုတမျိုးတည်းဓမ္မမဟုတ်ညီနွယ်ပတ်သက်နေတဲ့မျိုးစားတွေကိုအကျဉ်းချက်မရှိတပေါင်းတစည်းတဲ့ဖော်ပြခြင်းရင်သုံးပါရယ်။မြားတွေဆိုတဲ့မြားပြနောက်ဆက်တွေကတော့တခုမကမြားပြတဲ့အရေးအတွက်ရှိတဲ့မျိုးစားကိုဖော်ပြခြင်းတဲ့အခါအရေးဆိုမြားအပြောဆိုတွေကိုသုံးရပါရယ်။ များတွေကိုအများပြနောက်ဆက်နေတဲ့သုံးတဲ့အခါခေကနန်တွေနန်စာတွေဒုံဆိုင်နန်တွေနဲ့တွဲသုံးရင်တရားသုံးမှာပါရဲ့ရှင်။တခုမဟုတ်တခုပြုံမှုဖြစ်ပြတာကိုပြခြင်းဖြစ်စီဖြစ်စီတော်လကောင်တော်လကောင်တို့မဟုတ်တို့ကိုတခုမဟုတ်တခုသုံးနိုင်ပါတယ်။ဒါပေမဲ့ဖြစ်စီကိုပဲသုံးသုံးတော်လကောင်ကိုပဲသုံးသုံးဖြစ်စီဖြစ်စီတော်လကောင်တော်လကောင်လို့နှစ်ခါသုံးရမှာဖြစ်ပြီးတို့မဟုတ်ကိုသုံးရင်တော့တစ်လုံးနဲ့သုံးရမှာဖြစ်ပါရဲ့ရှင်။ ဆိုင်ရတဲ့အခါကိုဆိုလိုချင်တဲ့ကိုဖော်ပြချင်တဲ့အချက်တစ်ချက်ပြည့်စုံအောင်ဝေချာတခုမဖြစ်မနေဖွဲရပါတယ်ဝေချာတခုဆုံးမှဆိုလိုချင်တဲ့အချက်တစ်ချက်တွေပဲပြည့်စုံနိုင်မှာပါအဲ့ဒီလိုဝေချာဖွဲရမှာစကလုံးလေးကိုဘာသာစကားဖွဲတုံးစီကံနေညီအစီအစဉ်တကြဖွဲစီမှာဝေချာတခုဖြစ်လာတာကိုသတိပြုရပါမယ်ဝကြဖွဲတဲ့အခါပုတ်အထာသူပြောင်းရင်အတိပဲပြောင်းလာမျိုးအတိပဲနှစ်ခွာထွက်တာမျိုးဖြစ်တတ်တာကြောင့်ဆိုင်ရဆိုင်ရပုတ်စုနဲ့နီနီကပ်ကပ်ထားပြီးဖို့ကအထူးအရေးကြီးလာပါရဲ့ရှင် နန်ထူပြူဖြစ်တဲ့အေဂျန်တော်ကိုမြုပ်ကလေးနာကပ်ပြီးအေဂျန်တော်မြုပ်ကလေးဤစင်ချေဘုံရက်ွက်လို့ရေးရင်မြုပ်ကလေးအေဂျန်တယ်လို့ထိပ်ပေးရပြီးစင်ချေဘုံရက်ွက်နာကပ်ပြီးမြုပ်ကလေးဤအေဂျန်တော်စင်ချေဘုံရက်ွက်လို့ရေးရင်တော့စင်ချေဘုံရက်ွက်ကအေဂျန်တယ်လို့ထိပ်ပေးရပါတယ်ရှင်။စာသင်ခန်းတွေတင်ရမဖြစ်ရန်ဆုံးမဤလို့ရေးလိုက်ရင်စာသင်ခန်းဟာရမဖြစ်ရတဲ့နေရာဖြစ်တယ်လို့ဖော်ပြပြီးရမဖြစ်ရန်စာသင်ခန်းတွေတွင်ဆုံးမဤလို့ရေးလိုက်ရင်တော့စာသင်ခန်းဟာဆုံးမတဲ့နေရာဖြစ်တယ်လို့ဖော်ပြတာဖြစ်ပါတယ်ရှင်။ လာပြည့်ဝင်စာပေတိုက်ကကလေးစာပေများကိုထုတ်ဝေရန်စီစဉ်လျက်ရှိသည်ဆိုတဲ့ဝကြမှာကတ္တာဖြစ်တဲ့လာပြည့်ဝင်စာပေတိုက်ကကိုသူနဲ့ဆိုင်တဲ့ကရိယာဖြစ်တဲ့စီစဉ်လျက်ရှိသည်နာမကတ္တာပြီးအခုလိုရှိမှသာပို့ထားသူမှန်ကန်မှဖြစ်ပါရဲ့ရှင်ဆိုင်မပစ္စည်းများပျောက်ဆုံးသွားသည့်အတွက်ဆိုင်မန်နေဂျာကိုအရေးယူရန်တိုင်ကြားသည်ဆိုတဲ့ဝကြမှာအရေးယူရန်ဆိုတဲ့ကြိယာနဲ့ကန်နေတာကြောင့်ဆိုင်မန်နေဂျာဟာအရေးယူခံရမယ့်သူဖြစ်သွားပါတယ်။ ကံပုံဖြစ်တဲ့ဆိုင်မန်နေဂျာကိုဟာတိုင်ကြသည်ဆိုတဲ့ဆိုင်ရာကရိယာနဲ့ကမ္မတာဆိုလိုချင်တဲ့နဲ့ကိုရောက်မှဖြစ်တာကြောင့်အခုလိုရေးသားရပါမယ်ရှင်။ကဲအခုဆိုရင်တော့စာရေးသားတွေနေရာမှာအဓိကကြတဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့စလုံးမောက်သက်ပုံမှတ်ကဏ္ဍ၊တရားသုံးလုံးမှတ်ကဏ္ဍနဲ့ဝက်ကြားဖွဲ့တုံးမှတ်ကဏ္ဍဆိုတဲ့မှတ်ကမ်းမှုသုံးရပ်ကိုတည်တည်ချာချာလေ့လာသိရှိသွားပြီးမှစကပြေရေးသားနဲ့ပတ်သက်ပြီးအကျိုးဆုံးတရားရလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။ ဒါပြင်စာရေးသားအခြေခံလက်ညွန်ချက်တွေနဲ့ညီထုံမီဆံများတဲ့မြန်မာစာရေးသားကိုပိုင်ပိုင်နိုင်နိုင်ရေးသားနိုင်တဲ့မြန်မာတွေဖြစ်ကြပါစေကြောင်းဆန္ဒပြုရင်းဒီဗီဒီယိုလေးကိုဒီမှာတင်ပေးရှင်းအခွင့်ပြုပါရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်။အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးဒီမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်။တဒါ